။မြောင်မြောင်မျိုးကကြောင်းတွင်းအနိုင်ကျင့်မှုပုံမရှုပ်ထွေးလား။မြောင်မြောင်မျိုးကကြောင်းတွင်းအနိုင်ကျင့်မှုကြောင်းကိုအားလုံးသိပြီးကြပြီထင်ပါတယ်။အခုဇော်သစ်ဆိုတဲ့ဖေဖေကောင်းကရေးတင်ထားတာကိုဖတ်ပြပါမယ်။ကိုမြင်ရသလောက်နဲ့အမှန်လို့မထင်ကြပါနဲ့။အရိုက်ခံရတဲ့ကြောင်းသူကရိုက်တဲ့ကြောင်းသူလေးတွေကိုသူတို့ရဲ့ဓာတ်ပုံတွေနဲ့တူဂုံတိုက်ခါကြာစင်းအောင်အရင်ဆုံး post တင်ခဲ့တာတဲ့ တာမန်ပေါ့မဟုတ်ဘူးနော်ဖေးအရင်နဲ့ပါညီစွန်းနေပါလေဆိုပြီးတင်တာဗျာကျွန်တော်ကစကလုံးကိုရှင်းအောင်တုံးထားတာပို့စတဲကစကလုံးတွေကမယန်းကျက်ကန်းကုန်နေကျွန်တော်စီမှာရှိတဲ့ screen shot ကိုမတင်ရဲလို့တင်ထားရတယ်အင်းကတ်တွန်းကိုရွှေထူးပြည့်ရဲ့ဘောလုံးပွဲဟာသလို့ဖြစ်နေပြီတိုင်ကကစားသမားကိုအဝါကပ်ပြတယ်ကစားသမားကထိုင်ကြတော့တယ် ိုင်ကအနီကထပ်ပြပြီးကစားသမားကိုထုတ်တယ်။ပရိသတ်ကကတော့တောင်းပန်နေတာတော့အနီကပြရမလားဆိုပြီးဒိုင်ကိုဝိုင်းဆဲတော့ဒိုင်ခမယာသူ့ကိုယ်သူအနီကပြပြီးကွင်းထဲကထွက်သွားရရော့။တကယ်တော့ကစားသမားကအမူအရာရတာထိုင်ကြော့နေတာ။ပါဇက်ကနေကြဒိုင်ကိုရစရာမရှိအောင် လောက်ကလေးချိပြီးထိုင်ဆဲနေရလေ။ဒါကြောင့်အနီကပြတာ။ပရိသတ်က အတန်မကြားရပဲလောက်ချီယာနဲ့ပါဇက်လောက်တာပဲမြင်ပြီးဒိုင်းကိုဆဲကြတာကိုအခုလဲပညာရေးကတာဝန်ရှိသူတွေရောဆရာဆရာမတွေရော ကိုကုတ်ကိုအနီးကပ်ပြပြီးကွင်းထဲရထွက်ရမယ့်ပုံပဲအနှစ်ချုပ်ရတော့အရိုက်ခံရတဲ့ကလေးကရိုက်တဲ့ကလေးနှစ်ယောက်ရဲ့ပုံတွေကိုတုံးပြီးရုံရင်ကြမ်းတမ်းရိုင်းပြတဲ့အုံနှုံးတွေနဲ့လိုင်းမော်တင်အဆက်ခွဲခဲ့တယ်သူကိုယ်တိုင်တင်တာမဟုတ်ပဲသူတငယ်ချင်းတစ်ယောက်က သူဖုံးကိုယူတင်လာလို့လဲဆိုကြပါတယ်ဒါတော့ကာယကံရှင်တွေမှသိမှာပါအဲ့ဒါကြောင့်ပါရိုက်တဲ့ဆင့်ထိဖြစ်ကြရတယ်ကလေးတွေဆိုတော့အရှိုးမတွေးပဲခံစားချက်အရပြုမှုလိုက်ကြတာဖြစ်လို့နှစ်ဖက်စလုံးမှားပါတယ်အဲ့ဒီကိစ္စကိုအပြစ်ပေးအရေးယူတဲ့အခါသက်ဆိုင်ရာကလေးတွေကိုကျောင်းတာဝန်ရှိသူတွေကကျောင်းကနေထုတ်ပယ်တဲ့အထိအရေးယူခဲ့တယ်လို့သိရပါတယ်မိဘထံပြန်လည်အနန္တနယ်ဆိုတာဟာ စကလုံးလှအောင်သုံးထားတာပါတကယ်ကအเจ้าကနေထုတ်ပယ်တာပါပဲပညာရေးနဲ့ဆိုင်တဲ့အမြင့်ဆုံးအဖြစ်ပေးမှုဟာအเจ้าကနေထုတ်ပယ်တာပါပဲလူငယ်သင်တန်းเจ้าကလေးထောင်ကိုပို့ရဆိုတာသက်ဆိုင်ရာတရားရုံးကအမိန်ချရတဲ့ပြစ်ဒဏ်မှာပညာရေးဘက်ကပေးလို့ရတဲ့အပြစ်ဒဏ်မျိုးမဟုတ်ပါဘူးဒါတောင်တရားစွဲတင်ပြီးပြစ်မှုထင်ရှားမှ ပေးလို့ရတာပါဒီနေရာမှာဒီကိစ္စ ဘာလို့တရားရုံးမရောက်တယ်လဲမေးရင်ပါဝင်နေတဲ့ကလေးတွေအားလုံးဟာကိုစီအမားကျူးလွန်ခဲ့တာဖြစ်ကြလို့မိဘအုပ်ထိန်သူများကတရားမဆွဲတော့ပဲเจ้าကပေးတဲ့အပြစ်တန်တဲ့နှစ်ဦးနှစ်ဖက်ကျင်းနှဲလိုက်ကြရလို့ပဲယူဆရမှာပါဒီပြဿနာမှာအပြစ်ရှိဆုံးလူတွေကတော့2024ခုနှစ်ကလေးကဖြည့်ရှင်းမိသားဖြစ်တဲ့ကိစ္စကိုလိုင်းမှာပြန်တင်ပြီးဖွာချတဲ့လူတွေပါပဲသူတို့တာလင်းအဓိကကြားတဲ့တရားခံတွေပါ ကျွန်တော်သာကလေးမိဘဖြစ်ခဲ့ရင်အဲ့ဒီလူတွေကိုတရားစွဲမှာပါပညာရေးဌာနကဝန်ထမ်းတွေဆရာဆရာမတွေကိုအရေးယူအပြစ်ပေးဖို့ထိရေးတင်တာဟာလဲတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကိုအကျိုးရောက်ပြစီအောင်ထိခိုက်နစ်နာအောင် လုပ်တာပါပဲနောက်ပြီးပညာရေးဝန်ကြီးဌာနရဲ့ပေးအတုလုပ်ပြီးစာအတုတွေပါဖြန့်ဝေခဲ့ကြပါသေးတယ်အစိုးဆုံးကတော့နှစ်ဖက်စလုံးက မျက်နှာသူကလေးတွေရဲ့မျက်နှာတွေဖော်ပြထားတဲ့ဗီဒီယိုဖိုင်ကိုကာကန်ရှင်တွေရဲ့ခွင့်ပြုချက်မရှိဘဲဆိုရှယ်မီဒီယာပေါ်တင်ပြီးဖြန့်ဝေခဲ့ကြတာဟာဘယ်လိုမှကွင်းလွတ်နိုင်စရာမရှိပါဘူးကလေးတငယ်ခွင့်ရေးများဆိုင်ရာဥရီပုံမှ96ဂါဒီရဆိုရင်အရွယ်မရောက်သေးတဲ့ကလေးတယောက်ဟာတရားခံဖြစ်နေခဲ့ရင်တောင်သူ့ရဲ့ဓာတ်ပုံဗီဒီယိုပါဝင် ကိုရဲအချက်လက်တွေကိုထောက်ဖော်ပြသခွင့်မရှိပါဘူးဒါကြောင့် ီဗီဒီယိုကိုစတင်ခဲ့သူဒါမှမဟုတ် ပြန်နဲ့အောင်ဖွားခဲ့သူဆယ်လီယူတွေကိုအေးအေးယူအပြစ်ပေးတဲ့နယ်လို့ယူဆမိပါတယ်ခင်ဗျာဇော်သက်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုတိုးဆိုတဲ့ဖေဟိုကောင်ကတော့ဒီလိုမျိုးရေးတင်ထားပါတယ်မြောင်းမြမစိတ်တန်ရာရရှိကကြောင်းဆက်မတက်နိုင်ပဲစာသင်ခန်းကိုကြောင်းရုံနေတော့နင့်နာသူကြောင်းသူလေးမိသားစုမှဥရပညာရှင်၏အကူအညီကိုရယူထားပြီဖြစ်ပါပြည့် နက်နာသူចောင်းသူလေးအားစိတ်တန်ရာပုံမဆိုးရလာအောင် အပြစ်တင်ရေးသားထားသောပုံများ ပြန်လည်ဖျက်ပေးပါရန်။မြောင်မြတ်မြို့တွင် ထိုကဲ့သို့ပုတ်တင်ရေးထားသူများပြန်လည်ဖျက်ထားပြီဖြစ်တော်လဲ။ပုံမဖျက်သေးသူအမျိုးသမီးတဦးကြံရှိနေပါသေးတယ်။တကယ်လို့ပြန်မဖျက်ပေးဘူးဆိုရင်တော့ကို့ဒေါသနဲ့ကိုပါပဲ။ဒီနေ့ညနေမှမဖျက်သေးရင်သက်ဆိုင်ရာဥပဒေပုံမှန်များဖြင့်အမှုဖွင့်တရားစွဲဆိုပါမည်။ မှတ်ချက်ဖြတ်ပြီးတောင်းပန်လာပါတယ်ဗျာဖြစ်စဉ်အမှန်မှာယခုနှစ်နာသူចောင်းသူလေးအားပြစ်တင်ပြောဆိုနေတဲ့ကဲ့သို့ကျွလွန်သူចောင်းသူအုပ်စုဘက်မှចောင်းသူတို့ဦးပုံဖြစ် မဖွဲမရာစာသားများဖြစ် တင်ငဲ့သူမှာနှစ်နာသူចောင်းသူလေးမဟုတ်ပါအခြားចောင်းတစ်ချောင်းမှသူမ၏တငယ်ချင်းဖြစ်သူကចောင်းချင်ပြင်ပတွင် သူမ၏ဖုံးကိုယူကတင်ငယ်ချင်းသာဖြစ်ပါတယ်အထက်ပါကိစ္စအတွက် ျိုးလွန်ခဲ့သူများမှ ပြန်လည်ဖြတ်ပေးရန်ပြောခဲ့ရာတွင်မျက်နှာသူចောင်းသူလေးမှဖို့မှာအောက်ဆုံးရောက်နေသောကြောင့်ပြန်ရှာပြီးဖြတ်ပေးမည်ဟုပြောကြားသူကိုလက်မခံပဲကျိုးလွန်သူများမှအုပ်စုဖြစ်ဝိုင်း၍ပါအချင်ချင်းရိုက်မြေကြီးပေါ်ထန်ရှိကုခိုင်းပြီးမင်းမဲ့စရိုက်ဆန်စွာအနိုင်ကျင့်မတရားပြုလုပ်ခဲ့ခြင်းသာဖြစ်ပါတယ်အစိုးရ post တင်သောကိစ္စတွေလည်း post တင်ခဲ့သူចောင်းသူလေးမှအနိုင်ကျင့်ကျူးလွန်ခဲ့ကြသောအုပ်စုပါ ကာယကံရှင်ကျောင်းသူလေးအားမိဘချင်းဖြစ်ခြင်းကထိုင်ကြတောင်းမှန်ခိုင်းခဲ့ပြီးဗီဒီယိုရယူခဲ့ကလိုင်းမော့တင်၍အောင်ပွဲခံခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ပြည်တော်စုတမတမြန်မာနိုင်ငံဟာမဲမဲ့ဥရိမဲ့တမ်းပြီမဟုတ်လို့တကယ်လို့နဲ့နာသူတင်နေထားပါအောင်ဖြစ်စင်ပါအောက်စုဖွဲ့ကျူးလွန်ခဲ့သလိုလက်ရဲဆက်ရဲကိုတိလက်ရောက်နဲ့မဲမဲ့စရိုက်ဆန်ဆန်တုံ့ပြန်လို့မရပါဘူး။ နိုင်ငံတော်ရဲ့သက်ဆိုင်ရာဥပဒေတွေဓမ္မတတ်ကျမ်းတွေကျင့်သုံးဥပဒေတွေ ရှိပြီးသားကြောင့်ဥပဒေကြောင်းရတာဖြည့်ရှင်းရမှာဖြစ်ပါတယ်။လူရင်ကျဲမှုနဲ့လောကနေတိတွေကိုလိုက်နာရမှာဖြစ်ပါတယ်။ပါဆိုတာလူတိုင်းမိဘညီကိုမောင်နှမတိုင်းကအမျက်တနိုးတံမိုးထားတဲ့နေရာဖြစ်တယ်။ပါအချင်းချင်းချတယ်ဆိုတာအမတန်ရိုင်းဆိုင်သောလောက်ရဖြစ်ကြောင်းလူရင်ကျဲမှုရှိသူတိုင်းသိကြပါတယ်။ တသမီချင်းကိုချင်းစာဆိုင်ရှိသူတွေဆိုရင် အမန်တကယ်ပို့တင်ခဲ့ရင်တောင် ခုလိုမျိုးဖြည့်ရှင်းလေးကိုလက်ခံကြမှာမဟုတ်ပါဘူးလူရင်ကျဲမှု မထွန်းငားခင်ကြောက်ကကလူရိုင်းဆိုင်ရင်ကျဲမှုမရှိသူများသာလက်ခံကြပါလိမ့်မယ်တကယ်လို့သာနင့်နာသူကျောင်းသူလေးဘက်ကမိသားစုဟာသဘောထားကြီးနားလည်ခွင့်လွတ်တတ်သူတွေရင်ကျဲမှုမရှိသူတွေသာဆိုရင် အောက်စုဘက်ကျွလွန်သူကျောင်းသူကျောင်းသားတွေကိုမျိုးသမီးကာအင်တွေပြပြားစေအောင် ကိုထီလက်ရောက်ကျွလွန်မှုပုံမှ၃၅လေးနိနာသူအားစိတ်တန်ရာရရှိစေရန် တမင်ရွယ်ရွေဗီဒီယိုဖိုင်အားလိုင်းမော်တင်ခဲ့ခြင်းအတွက်ဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးနဲ့တရားစွဲဆိုရင်ဒီဂျစ်တယ်သက်သေအပြည့်စုံရှိတာကြောင့်ကျွလွန်သူအုပ်စုဟာတရက်ပေါ်စတယ်ကိုရောက်နေပါပြီဘာလို့မလောက်လဲဆိုတော့သာသမီချင်းကိုချင်းစာလို့မလောက်သေးတာပါ မျက်နာသူမိသားစုကတောင်းဆိုထားတာနှစ်ချက်ထဲပါတစ်အောက်စုဖွဲ့ကျွန်းလွန်ခဲ့ရာတွင် ပါဝင်ခဲ့သောចောင်းသားចောင်းသူများအားလုံးမျက်နာသူចောင်းသူကလေးအားပြန်လည် တောင်းမှန်ကြော့ပေးပြီးတာဝန်ရှိသူများမှဓာတ်ပုံမရီကိုမှတ်တမ်းတင်ပေးရန်နှစ်စိတ်ဓာတ်ရာအကြီးကျယ်ရရှိပြီးစာသင်ငန်းကိုចောင်းရုံနေသောမျက်နာသူចောင်းသူလေးចောင်းရုံမှုကင်းစွာဖြင့်ចောင်းပြန်တက်နိုင်ရန် အောက်စုဖွဲ့ကျွလွန်ခဲ့သူចောင်းသူចောင်းသားများအလုံးအားအာထက6မှာចောင်းထုတ်ပယ်၍အခြားចောင်းများသို့ပြောင်းရွှေ့ပေးရန်အထက်ပါအချက်နှစ်ချက်ထဲသာဖြစ်ပါတယ်။တာဝန်ရှိသူများမှလည်းပထမအချက်ကိုပြုလုပ်ပေးပြီးအောက်စုဖွဲ့ကျွလွန်ခဲ့သူចောင်းသားများအလုံးကိုတတိယရောက်အေးအေးယူပေးပါမည်ဟုပြောကြားခဲ့ပြီးဖြစ်ပါတယ်။လူတိုင်းအမားနဲ့မကင်းကြတာမို့ကျွန်တော်လည်းကျွလွန်ညာသူចောင်းသားចောင်းသူများအား အပေးတိုင်ကြောင်းထုတ်ပြစ်မှာကိုမလိုလားပါဘူးသာသမီချင်းကိုချင်းစာဆိုင်ဖြစ်ပြန်လဲပြင်ဆင်ခွင့်ပေးသင့်တယ်လို့ထင်ပါတယ်ကြောင်းအပေးထုတ်လိုက်ရင်ကြောင်းမတက်ရတော့တဲ့အတွက် သူတို့ဘဝလေးတွေတသက်တာလုံးအတွက်နင့်နာသွားကြမှာပါကိုတိုင်ကလည်းကြောင်းတက်နေကြတဲ့ကနှစ်နှစ်ဆက်တိုက် PD ချိန်တိုင်းကြောင်းဆရာမကြီးရောင်းခန်းထဲမှာတောက်ခတ်ခံထားရတော့ကျောင်းရသွယ်မှာတူရဲတော့ကျောင်းသားဖြစ်ပေမဲ့ မန်နီတာကြောင်းထုတ်မခံခဲ့ရတာကြောင့်ကြီးပြင်းလာချိန်မှာတော့ပြန်လဲပြင်ဆင်နိုင်ခဲ့ပါတယ်ဗျာအရေးယူအပြစ်ပေးပြီးရင်လည်းအတိတ်တင်ပေးပါမယ်ဆိုတော့ကအချုပ်အားဖြင့်ပြောချင်တာကတော့တသမီးချင်း ကိုချင်းစာစိတ်ထားပေးကြပါစိတ်တန်ရရပြီးကြောင်းမတက်ရဖြစ်နေသူ သမီးငယ်လေးနေရာမှာငါတို့သားလေးသမီးလေးဆိုရင်ခုလိုမျိုးဗလိမ့်တဲ့ဖို့တွေကို ကိုချင်းမစာပဲတင်နိုင်မလားအုပ်စုဖွဲ့ ပါချင်ချင်ရိုက်သပင်ဆောင်ဆွဲမြေကြီးပေါ်ထိုင်ကြော်ခိုင်းကစိတ်တန်ရာရအောင်ဗီဒီယိုဖိုင်လိုင်းမော်တင်ခဲ့တာကိုလက်ခံနိုင်မလားစဉ်းစားကြည့်ပါရင်ကျေးတဲ့လူပီတောက်ဖို့အတွက်အများကြီးမလိုပါဘူးသူ့နေရာမှာငါဆိုရင်ဆိုတဲ့ကိုချင်းစာတရားရှိဖို့သာလိုပါတယ်ဗျယနေ့တွင်ကျောင်းစာသင်ခန်းကြောက်ရွံ့ပြီးတရားရနေတော့နင့်နာသူကျောင်းသူလေးအားကားရက်ကဲရင်ကောင်ဆယ်လီမှ လေးကောင်ဆယ်လာမတ်ဝါဝါမှကုညီကုတာပေးနေပါလေခင်ဗျာစစ်စဲအရေးယူဆောင်ရွက်ပေးသောတာဝန်ရှိလူကြီးများများအားပေးဝမ်းရံပေးကြသောမိတ်ဆွေတို့ကိုရောကျေးဇူးအထူးတင်ရှိပါလေခင်ဗျာချစ်ချင်းအားဖြင့်ကိုတိုအွန်လိုင်းကောင်ဝါရှော့